ရန်ကုန်တွင်ကားတိုက်မှုတစ်ခုဖြစ်ပြီးကားတိုက်ခံရသူကိုကားပေါ်တင်၍အမှိုက်ပုံးတင်ဆွန့်ပစ်ထားခဲ့မှုဖြစ်ပွားမင်္ဂလာပါရှန်နှဆုံးပေးကန်နေကြိုးဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ရန်ကုန်မှာကားတိုက်မှုတစ်ခုဖြစ်ပြီးတော့ကားတိုက်ခံရသူကိုကားပေါ်တင်၍အမှိုက်ပုံးတင်ဆွန့်ပစ်ထားခဲ့မှုဖြစ်ပွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်မြို့အင်းစိန်မြို့နယ်ဘရင်နောင်လမ်းမပေါ်တွင်ပိုက်ထရိုက်ကားတစ်စီးကအမျိုးသမီးတဦးကိုဝင်တိုက်ပြီးဆေးရုံပုံမှန်ဟန်ဆောင်ကကားနဲ့တင်၍ရွှေပြည်သာစမှုဆောင်တွင် ဆုံးပြက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီရေးအသင်းများထံမှသိရပါတယ်ဒီနေ့2025ခုအောင်တိုဘာလ26ရက်မနက်4နာရီခန့်မှာရန်ကုန်တိုင်းအစ်စိန်မြို့နယ်မြို့တက်ကားငယ်ရပ်ွက်ပတောက်လန်းထိပ်မှာမြေသမီးတဦးကိုကားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဘေးရင်အောင်ဘက်မှရွှေပြည်သာဘက်သို့မောင်းနှင်လာတဲ့ light truck ကားကအမျိုးသမီးကိုဝင်တိုက်တာပါ။တိုက်မိတဲ့ကားသမားကတိုက်ခိုင်းရတဲ့အမျိုးသမီးကို ဆေးရုံကိုပို့ဆောင်မယ်အယောင်ပြပြီးကားပေါ်တင်သွားတာပါဒါပေမဲ့ဆေးရုံကိုမပို့ပဲရွှေပြည်သာစမှုဇုံမှရှိတဲ့အမိုက်ပုံမှာလူမဆန်စွာပြစ်ချထားခဲ့တာပါ ရင်တိုင်းမှုဖြစ်ပွားကြောင်းတည်င်းရရှိရာကြောင်းနေမြေခံလူမှုကူညီရေးအတင်းဖွဲ့မှတာဝန်ရှိသူအချို့တွားရောက်ခဲ့ကြောင်းအခင်းဖြစ်နေရာတို့ရောက်ရှိချိန်မှာတော့ဘဒုကုမမတွေ့ရှိခဲ့ရကြောင်းလူမှုကူညီရေးအတင်းမှအသိရပါတယ်မနေ့ပိုင်းတည်င်းရလို့ကျွန်တော်တို့တွားကူတာ ကိုကိုရောက်တော့ဘာမှမရှိတော့ဘူးအနီနာကလုံချုံရေးဥလေးကြီးတွေကိုမေးကြည့်တော့တိုက်တက်ကားနဲ့ဆေးရုံကိုခေါ်သွားတဲ့ဆိုလို့အင်းစိန်ဆေးရုံကိုလိုက်ကြည့်တော့လေလူနာမရောက်လာဘူးပြောတယ်ဒါနဲ့ကျွန်တော်တို့လည်းပြန်လာတာမနစ်ကြတော့မှကနောင်အတင်းကအကိုကလှမ်းပြောမှသိရတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကိုကြီးဆောင်ရွက်ပေးသူတူကပြောကြားခြင်းဖြစ်ပါတယ်ဒီနေ့မနစ်၆နာရီဝန်းကျင်ခန်းမှာတော့ချွေပြည်သာစမှုဆောင်ရှိအမိုက်ပုံပေးမှမျက်နှာနဲ့ရှေ့တော်များမှာ တွေးတွေပြည့်နှက်နေတဲ့အမျိုးသမီးတယောက်ကိုရက်ခွင့်နေပြည်သူများကတွေ့ရှိပြီးလူမှုကွန်ရီရဲ့အတင်းတွေကိုဖုံးဆက်ကြောင်းကြားလို့ကနောင်လူမှုကွန်ရီရဲ့အတင်းကတွားရောက်ကွန်ရီကဆေယုံတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။အတော်လေးရုံမှအောက်တန်းကြတာအင်းစိန်မှာကားနဲ့တိုက်တာဆေယုံမပေါ်ဘဲနဲ့ရွှေပြည်သားစမှုဆောင်ကအမိုက်ပုံမှာလာပြတ်သွားတာကောင်မလေးကမျက်နှာနဲ့ရှေ့တောင်းမှာတွေးတွေအများကြီးပဲမတေလို့တော်သေးတယ်ရောက်ခွေကပရဟိတအဖွဲ့စည်းတွေကိုဖုံးဆက်ပြီး အင်းစင်ဆေးရုပ်ကိုပို့လိုက်တယ်အတိုက်ခံရတဲ့အမျိုးသမီးက33နှစ်အရွယ်လောက်တော့ရှိပြီလောလောဆယ်တော့ဆေးရုံမှတတိယလာပြီစကားတော့မပြောနိုင်သေးဘူးကျွန်တော်တို့လည်းစုံစမ်းရတဲ့လောက်နေရေးလိပ်စာကိုတွားမိကြည့်တော့မနေတာကြာပြီလို့သိရတယ်တူတတိကောင်းကောင်းရတော့မှမေးကြည့်ပြီးထပ်စုံစမ်းပေးရမယ်တိုက်တွားတဲ့ကားက 1G58B 1709ဖြစ်ပြီးယခုအခါမှာတော့ကားမောင်းသူကိုဖမ်းဆီးရမိနိုင်ရေးအင်းစင်ခရိုင်ရက်တပ်ဖွဲ့ယုံက စုံစမ်းနေကြောင်းသိရပါဗျ။ရင်တိုက်ခံရတဲ့အမျိုးသမီးကကုကပေါက်ပြဲတန်ရာများခြေတလုံးရိုးတန်ရာများအစရှိတဲ့တန်ရာများရရှိတာကြောင့်အင်းစိန်ဆေးရုံပေါ်ကုတဆောင်မှကုတနေရပြီးမိသားစုဝင်တွေဆွတ်သွယ်နိုင်ဖို့လိုအပ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းလှိုင်းတန်ရာမျိုးနယ်မှာရင်တိုက်ခံရတဲ့အမျိုးသားတဦးကိုတိုက်မိတဲ့ရင်ဖြတ်တင်ဆောင်ကလမ်းပေးတွင်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းလည်းသိရပါဗျ။ ဒီချုပ်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။